ရွေးကောက်ပွဲအလွန်မှာနိုင်ငံရေးပါတီတွေကဘလုံမူတွေနဲ့ဆက်လက်လှုပ်ဆောင်သွားမလဲဆိုတာကိုနိုင်ငံရေးပါတီ၃ပါတီကကိုယ်စားလှယ်တွေဆွေးနွေးကြတာဖြစ်ပါတယ်။ပါတီ၇ပါတီကိုဖိတ်ကြားခဲ့ပေမဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊အမျိုးသားတိုးတက်ရေးပါတီ၊အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ကတာဝန်ရှိသူတွေသာ တက်ရောက်ခဲ့ကြပြီးကြန့်ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့လက်ရှိရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးမြငွေကဧည့်သည်အဖြစ်တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲကိုအရက်ဖက်လူမှုအဖွဲ့အစည်းတွေတိုင်းရင်းသားတွေနဲ့မီဒီယာတွေတက်ရောက်ခဲ့ကြပြီးပြည်တွင်းငြိမ်းချမ်းရေးရွေးကောက်ပွဲအောင်နိုင်ရေးစတာတွေနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေကိုမေးမြန်းခဲ့ကြပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကသာရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့မယ်ဆိုရင် NDF ပါတီအနေနဲ့ NLD နဲ့ပူးပေါင်းမှုရှိလားလို့ NLD ပါတီကဒေါက်တာစိုးဝင်းဦးကမေးခဲ့ပါတယ်။ဒီရွေးကောက်ပွဲပြီးသွားလို့ပေါ့။ကဲရွေးကျွန်တော်ဖွဲ့ချုပ်ပေါ့။ တနင်္ဂနွေကဘဲဆန်အရှင်ပြည်သူအများစုဘဲဆန်တွေအများစုပါတော့တကယ်လည်းဝိုင်းပြီးထောက်ခံမှုရခဲ့လို့ကျွန်တော်ကနိုင်ငံရဲ့လာမယ့်အနာဂတ်နိုင်ငံရေးကိုဥဆောင်နိုင်တဲ့ပါတီဖြစ်လာခဲ့ရင်ကျွန်တော်နဲ့တန်ကြီးပါတီဟာပူပေါင်းပြီးဆောင်ရွက်ချင်တဲ့စီဆန္ဒရှိရမှာသို့မဟုတ်အဲ့ဒီ ruling party ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ရဲ့အတိုက်အခံဖြစ်ပြန်ပြီးရပ်တော့မှာအဲ့ဒါဘယ်လိုပုံစံမျိုးဟိုပို့ပြီးတော့နော် ဘလောက်ပြောပါတော့စာပဲချက်စစ်ရှိတယ်ဆိုတာလေဒါအများကြီးဒီမေကိုနဲ့ပတ်သက်ပြီး NDF ပါတီအတွင်းမှဦးနေမင်းကျော်ကအခုလိုပြန်လည်ဖြေကြားခဲ့ပါတယ်။ပုံမှန်လူနဲ့သဘောထားပြောရရင်နိုင်ငံရေးပါတီအနေနဲ့ကဘယ်ပါတီနဲ့မှမပူးပေါင်းဆိုင်ဘူးမဟုတ်ပါဘူး။ဘူးဆိုတော့မိနေတဲ့ NDP ပါတီနဲ့လည်းကျွန်တော်တို့ပါတီရပေါင်းမှာမဟုတ်ဘူး။ဒါဒီစက်စက်ပြောရတာပေါ့နော်။ USDP နဲ့လည်းပေါင်းမှာမဟုတ်ဘူး။ NUP နဲ့လည်းပေါင်းမှာမဟုတ်ဘူး။ဒါပေမဲ့ကျွန်တော်ပါတီရတော်တော်ကိုယ်စားလှယ်ပြီးတော်တော်လည်းရောက်ပြည့်ဆိုရှင်တော့ တိုင်းပြည်နဲ့ပြည်သူကြိုးစီးပွားတယ်ကျွန်တော်တို့တော်တော်တမှာထူပေါင်းဆောင်ရွက်ကြရမှာပဲတော်တော်တမှာပါတီဆိုတာကထားခဲ့တဲ့တော့တော်တော်ကိုယ်စားလှယ်သွားကြတာပဲလေဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကတော်တော်တွေကတော့တိုင်းပြည်နဲ့ပြည်သူတွေအကျိုးပြုတဲ့လုပ်ငန်းတွေလုပ်တယ်ကျွန်တော်တို့ယုံကြည်တယ်ယူဆတယ်လက်ခံတယ်ဆိုတော့ထူပေါင်းဆောင်ရွက်မယ်ဘယ်ပါတီရဲ့ကိုယ်စားလှယ်နဲ့ပဲဖြစ်ဖြစ်ဘယ်သူမျှဖြစ်ဖြစ်အဲ့လိုမဟုတ်ဘူးဆိုကြတော့ကတ်တော့စက်ကြည့်မယ်ကျွန်တော်တို့ဒါကိုတည်သူတွေကျွန်တော်ချပြတယ်အဲ့လိုပဲသွားမယ်ပြောချင်တာကျွန်တော်ကကျွန်တော်ယုံကြည်ချက်ပါဒီ2015ပြည်ပြောက်ခွဲမှာဘယ်ပါတီမှတရားရဟန်းတော့နိုင်မှာမဟုတ်ပါဘူး ်အဲပါတီကူကတရားရခိုင်လို့နိုင်ငံရေးဆိုပေကျွန်တော်နိုင်ငံရေးမလုပ်တော့ဘူးဟုတ်ကဲ့ကျွန်တော်အဲ့လိုပြနေတော့ဟုတ်ပါပြောရတယ်ပေါ့နော်ပြောတယ်တော့ဖြစ်တာလဲခင်းချင်းက၂၀ဆန်ကြီးကြည့်ရင်ကျွန်တော်တို့ကညွန်ပေါင်းပုံတော့သွားတယ်ခင်းချင်းဖြစ်တယ်ကျွန်တော်ကယုံကြည်တယ်ဒါကျွန်တော်ယုံကြည်ချက်ပါဒါကျွန်တော်လူတော်ခင်းကျွန်တော်ယုံကြည်ချက်ပါရွှေကောက်ပွဲအလွန်ကာလမှာညွန်ပေါင်းအစိုးရဖြစ်လာမယ်ဆိုရင် NDF ပါတီအနေနဲ့ဘယ်ပါတီကိုထောက်ခံသွားမလဲလို့သတင်းတောက်တူကမေးမြန်းရမှာတော့အမျိုးသားဒီမိုကရေစီအင်အားစုပါတီ NDF ရဲ့သဘောထားကိုအခုလိုပြောပါရစေ။ ကျွန်တော်ကစောတော့ကလပါတီသိပြီးကထားတာပေါ့ကျွန်တော်လက်ရှိနိုင်ငံရေးအခြေပြရာကျွန်တော်တို့25ရာခိုင်နှုန်းကဖတ်မှတ်လို့ထောက်ခံပါပဲအဲ့တည်းမှာကျွန်တော်ကဟိုဖတ်တယ်ပေါ့လေတမန်ယူနေကျွန်တော်ပြောပါမှာလက်ရှိရင်းလေးပြောတာရှင်းပါလားကျွန်တော်တမန်တခုပေါင်းဖတ်မှတ်ဆိုတာအဲ့ပြောခဲ့တာအဲ့တော့25ရာခိုင်နှုန်းကမောင်ဖြူမဲပေးကျွန်တော်ကိုယ်စားလက်အဲ့မောင်ဖြူပေးပါ25ရာခိုင်နှုန်းကဟလာဦးနီယုံမဲပေးရင်ကျွန်တော်ကအဲ့ဦးနီယုံမဲပေးပါအဲ့လိုကျွန်တော်ကပြောပါမှာဒါဆိုတော့ ဒီချိန်မှာတက်ချူတက်နေတဲ့အရင်မကြီးဘူးကျွန်တော်တို့ဘလုံးလုံးရဖို့အတွက်ရှေ့ဆက်ပြီးတော့ကျွန်တော်တို့ဒီနိုင်ငံဆောင်ဖို့ရဖို့အတွက်တိုင်းပြည်တည်ဆောက်ဖို့ရဖို့အတွက်နိုင်ငံကြီးကကျွန်တော်တို့ဒီမူစီဒီတင်းမှုတွေပြတ်တက်ဖို့အတွက်ကျွန်တော်တို့ကသွားစင်မှာပေါ်အောင်အဲ့ဒီတက်မှုလို့ကျွန်တော်ဒီတဲ့အခြေချင်းပါနော်25ရာရင်လုံးဖောက်ကန်ကျွန်တော်ထောက်ခံပြီးတော့ဆိုတော့ဖွင့်လောက်ပါပဲကျန်းခိုင်ဖွံ့ဖြိုးရေးပါတီကဧည့်သည်အဖြစ်တက်ရောက်ခဲ့တဲ့ဦးမြငွေကတော့မဲဆန္ဒရှင်တွေအနေနဲ့စိတ်နှလုံးကောင်းတဲ့ကိုယ်စားလှယ်ကိုယ်တိုင်ရွေးချယ်ဖို့လိုအပ်ကြောင်းဝန်ရောက်ဆွေးနွေးခဲ့ပါတယ်။ပြည်သူကိုဘာမှတင်မထားဆိုရင်ဘယ်တော့မှ တိုက်တိုင်းပြီးမဖွင့်ပြောမပြောတဲ့။ကြာညင်းလည်းညင်းပြည်သူလူထုကရေးချီးတာ။ဒါကြောင့်ပြည်သူလူထုကိုဥထိတ်ထားပြီးကျွန်တော်ကပြည်သူတွေဘယ်လိုရွေးမလဲ။ပြည်သူတွေကိုခင်ဗျားတို့အပဲနဲ့မရွေးပါနဲ့။အပဲဆိုတာခံစားချက်ဗျ။ခံစားချက်နှလုံးသားဒီကောင်ကနဲ့ရန်သူဘလောက်တော်တော်မဲမဲပြီးတော့ ။ဟိုကောင်ကမရှိဝင်ရဲ့ရောက်ဖတ်။ဘာမှမတောက်ဘူးလေဒီကောင်မဲပေးတယ်။ဟမ်ငါတငယ်ချင်းငါဆွေငါမျိုးငါဆရာငါတပည့်ငါလူဒီလိုအားကြီးကအဲ့ဒါအတိုင်းနဲ့တွေ့တာ။ခံစားချက်နဲ့တွေ့တာ။နာတိချက်တွေနဲ့တွေ့တာ။ရွေးနိုင်ပါလား။ ဆွေးနွေးပွဲကို MMCT Media ကဥဆောင်ကျင်းပခဲ့တာဖြစ်ပြီးပါတီခုနှစ်ခုဖိတ်ကြားထားတာဖြစ်ပေမဲ့အမျိုးသားဒီမိုကရေစီပါတီတဲ့တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီတို့ကတော့မတက်ရောက်ခဲ့ပါဘူးရှင်။